မွေးသေးတဲ့သားလေးကနမိတ်ကြီးတခုနဲ့လူလောကလေးရောက်လာတဲ့သူတော်ကောင်းကြီးဆိုတဲ့စီဖြူမင်္ဂလာပါပြိသက်လေးတို့ရဲ့တာဦးပဲဖြစ်ဖြစ်တာနာမဲဖြစ်ဖြစ်တက်တက်လို့အကဲပုန်နေတဲ့စီဖြူကတော့အခုဆိုရင်မမွေးသေးတဲ့သားလေးကသူတော်ကောင်းကြီးဆိုတာကိုနမိတ်ကြီးတခုနဲ့ရှင်ပြီးတော့ပြောပြလာခဲ့ပြီလည်းဖြစ်ပါတယ်စီဖြူကတော့ကလေးနဲ့ပတ်သက်ရင်ဘယ်လောက်ကဲပုန်လဲဆိုရင်တော့ပြိသက်ကြီးလို့လည်းသိကြမယ်ထင်ပါတယ်ပထမသမီးလေးကိုဝင်ရှိတော်မှဆိုရင်လည်းလမ်းမထက်ခင်ကိုဝင်ရတာတော့ ခုံယူပြီးတော့အကဲပုတ်ကဲသူလည်းဖြတ်ပါတယ်။မယူခင်မှာကိုဝင်ရလို့လူတွေဝေဖန်မှာကိုမစိုးရင်မယ်ကိုဝင်ရလို့တမိသားစုလုံးကိုပျော်ရွှင်နေကြရည်ထိပါပဲ။တမိဦးလေးတို့ကလည်းလူလောကကိုသာသနာပြုဖို့သူ့တော်ပြန်ဝင်စားတာဆိုပြီးတော့ဂုံယူခဲ့တယ်လို့တားလေးအဲ့လေမှာလည်းသူ့တော်ကောင်းတယောက်ဆိုပြီးတော့ရုပ်တည်ခြင်းနဲ့ဂုံစွာပြောလာခဲ့ပြီးလည်းဖြစ်ပါတယ်။စီဖြိုးတို့မိသားစုကကိုဝင်တခါရတိုင်းအကဲပုတ်တဲ့မိသားစုကြည်ပါနော်။တမိလေးကိုရှားတော့ကတဲတဲလို့အကဲပုတ်ခဲ့တယ်လို့ ားလေးလက်မှာတော့မျက်စိနောက်တဲ့အထိပါပဲစီဖြိုကသူ့ရဲ့ဇနီးဒုတိယကိုဝင်ဆောင်ပြီးဆိုကြတဲ့ကအပြော်လွန်ပြီးအကဲပိုခဲ့တယ်လို့ကလေးကယောက်ျားလေးဆိုတာသိတဲ့အချိန်မှာတော့တမိသားစလုံးကယူမတက်ဖြစ်နေပါတယ်ညီကိုနှစ်ယောက်ကကလေးတွေအပြိုင်မွေးနေကြပြင်မဲ့အကောင်လေးကမင်းကလေးတွေကြီးပဲမို့တားယောက်ျားလေးကိုလိုချင်နေကြကြပါပြီဒုတိယကိုဝင်ရှိတာကိုဆက်ဆက်သိချင်းမှလည်းသူ့ကိုဝင်ဆောင်နေသလားဆိုတာထင်မရအောင်အကဲပိုခဲ့တယ်လို့တားလီလာတမိလီလာဆိုပြီးတော့ သိရမယ့်အချိန်မှလည်းအဲ့လိုမပြောတဲ့အထိဖြစ်ခဲ့ရပါစီဖြူကမကြခင်မှာမွေးဖွားလာမယ့်ကလေးလေးကตาလေးပဲဖြစ်ဖြစ်ချစ်မှာဆိုပြီးပြောနေပေမယ့်ตาလေးလိုချင်လို့အဲ့လိုကမပြောတဲ့အထိပါပဲသူမျော်လင့်ထားတဲ့အတိုင်းပဲကိုဝင်းကตาယောက်ျားလေးဆိုတာသိတိချင်းမှာစီဖြူလည်းဝမ်းသာပျော်ရှင်လို့လို့ထားကုန်မြင်ငွေရဲ့အထိကိုပျော်ရှင်ခဲ့ကြတာပါตาလေးကြရင်တော့ရန်ခံပြီးလို့ရပြီဆိုတဲ့စိတ်နဲ့ပီတီဖြစ်ခဲ့ရလဲဖြစ်ပါတယ်စီဖြူကတော့လိုချင်တဲ့ตาလေးကြတော့မှမို့ အခုဆိုရင်ညမိတ်ပဲနမည်စဉ်းစားနေတဲ့အချိန်ဒီပါပဲနော်။ကားနဲ့ပတ်သက်ရင်ယူသူလုံလို့ဘေးရကြည့်နေအောင်ယူနေပြီလားမှတ်ရတဲ့စီဖြိုကအခုဆိုရင်သူ့ရဲ့သားလေးကသူတော်ကောင်းတရားဆိုတာပြောပြလာလို့ပရိသတ်တွေပြောဆရာစကားပြောင်းနေရပြီလည်းဖြစ်ပါတယ်။လာချင်းကောင်းတဲ့သူ့သားလေးကနမည်ကြီးတစ်ခုနဲ့လူလောကတွေရောက်လာတာမို့ဧကံမုတ်ချာသူတော်ကောင်းတရားဆိုတာကိုအားလုံးသိအောင်ပြောပြလာခဲ့လည်းဖြစ်ပါတယ်။မမွေးတဲ့ကလေးကတော့သူတော်ကောင်းလေးလို့ဘာလို့ပြောရလဲဆိုတော့ ကလေးကဘာလေးလဲဆိုတော့မသိခင်ဒီတနေ့ကဖြစ်ပေါ်လာနေမိကြမှာပဲသူတို့ပွဲမလုပ်ခင်နေမှာပဲသူတို့ကောင်းနေမွေးဖွားတော့မယ်ဆိုရင်တော့ဖြစ်ပေါ်နေနေမိကြီးတခုဖြစ်ခဲ့လို့ဆိုပါတယ်အဲ့ဒါကတော့နေမိကြမ်းနေမှာပါတယ်သူတို့ကောင်းမွေးတော့မယ်ဆိုရင်တော့မိုးတက်လေပြင်ကြလာပါပဲအဲ့ဒီနေမိတိုင်းမေသူသားလေးအကြောင်းမကြင်ညာခင်ရက်ကရန်ကုန်မြို့ကြီးမိုးတက်လေပြင်ကြသလိုသူတို့ရင်ကတစ်ပင်နေပါအမြင့်ကကျွတ်ထွက်ခဲ့တာမို့သူသားလေးကသူတို့ကောင်းတယောက်ဆိုပြီးတက်ပြောလာလေဖြစ်ပါတယ် သူကိုယ်တိုင်ကလေသူသားလေးကိုလာချင်းကောင်းနေသူတော်ကောင်းလေးလို့သတ်မှတ်ထားတယ်လို့သူ့ရဲ့ဖေကလေမမွေးသေးတဲ့သူမြေကကျိုးစံကြီးသူတော်ကောင်းလေးဖြစ်မှာဆိုပြီးတော့ကျင်းတီပြောလာခဲ့ရလေဖြစ်ပါတယ်။သူတို့တမိသားစုတော်ကတော့မမွေးသေးတဲ့ကလေးကြောင့်နမိတ်ကြီးပေါ်လာလာလို့တေချာပေါင်းသူတော်ကောင်းဆိုပြီးပြောနေပေမဲ့ပြိတ္တတွေကြမှာတော့ပြောစရာဖြစ်နေပါရင်တော့မိုးတက်လေမြင်ကြပြီးမွေးတန်းသူတော်ကောင်းဆိုရင်တော့နာခေမှာမွေးတဲ့ကလေးတန်းကရောသူတော်ကောင်းနေပဲလားဆိုပြီးတော့ပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။ ပြည်သက်လေးတို့အမြန်မာသူတို့ပြောတဲ့အတိုင်းပဲသူတို့ကောင်းလို့ထင်ကြလားဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲကျန်လာလိုက်ပါစေ